ကျွန်တော်တို့ရဲ့ channel ကိုကြည့်ရှုအပ်ပေးနေကြတဲ့ပရိသတ်များအားလုံးပဲမင်္ဂလာပါမင်္ဂလာပါမျိုးရီမက္ကစီကိုနိုင်ငံမှာရွေးကောက်ပွဲမဆက်စည်းရုံးနေတော့ကိုသလဲလောင်းတို့ပြည်သက်ခံလိုက်ရပါတယ်မြို့တော်ဝင်ကိုသလဲလောင်းပေါ့နော်အာနာယပါတီရဲ့မြို့တော်ဝင်ကိုသလဲလောင်းအမျိုးသမီးတို့မဲဆွယ်စည်းရုံးနေတော့မှပြည်သက်ခံလိုက်ရတယ်ဆိုတော့ဒီလိုမျိုးနိုင်ငံရေးစီရေးတင်းကြီးအေးချမ်းနေတဲ့နိုင်ငံတော်မှာအကြမ်းဖက်မှုတွေရှိနေတယ်နော် သူတို့ဖြင့်မေဂန်လို့ကမ္ဘာဒီမိုကရေစီကမ္ဘာနံပါတ်1ဆိုတဲ့နိုင်ငံတော်မှာเนาะမေဂန်သမ္မတဒေါ်နယ်ထရန့်ဘဲဆက်စည်းရုံးစဉ်မှာလှုပ်ရှားတပြက်ခံရတယ်။ကံကောက်လို့မတည်ခဲ့ပေမဲ့လူပုံလဲမှာလှုပ်ရှားခံရတဲ့အတွက်သူ့ရဲ့နားတစ်ဖက်ပေါ့နော်။အာဒဏ်ရာရပြီးတွေးမိကြခဲ့တဲ့ခိုက်တန်နေရှိတယ်။ဆိုတော့ကျမတို့နိုင်ငံမှာကအခု2025ကုန်ရွေးကောက်ပွဲကျင်းပမယ်လို့အစိုးရကတရားဝင်ကြေညာပေးပြီးဖြစ်တဲ့အတွက်မြန်မာနိုင်ငံမှာကရွေးကောက်ပွဲမဲဆွဲစည်းရုံးစဉ်မှာလုံခြုံရေးတပ်ဖြတ်ခံရမှုတွေဘယ်လောက်တောင်ကြုံတွေးရအောင်မလဲ။ လူတို့ကြားထဲမှာစိုးရိမ်နေရှိတယ်။ရွေးကောက်ပွဲကိုမဲသွားပေးမဲ့ပြည်သူတွေကြားထဲမှာလည်းစိုးရိမ်နေရှိတယ်။ရွေးကောက်ပွဲမဟုတ်ဘူးနော်။ကျမတို့တကောင်စင်းကောက်တဲ့အခိုင်မာတော့မှတကောင်စင်းကောက်တဲ့အချိန်လုံးကတော့မှနော်ရန်ကုန်မြို့လက်ကမှာသကောင်စင်းကောက်တဲ့ဖွဲတွေကိုတက်စီပလေးနဲ့ပြက်ပေါက်ပြီးမီးရှို့ခဲ့တဲ့အခိုက်တန့်ကြီးပြဿနာတွေကြုံတွေ့ခဲ့ရတဲ့အတွက်ရွေးကောက်ပွဲလိုကြားရတဲ့ဒီရွေးကောက်ပွဲကိုဖြစ်သူတွေယုံကြည်မှုရှိလာအောင် ပြည်သူတွေပူးပေါင်းပါဝင်လာအောင်ရွေးကောက်ပွဲကကျင်းပမယ်နိုင်ငံရေးစနစ်နော်အခုရွေးကောက်ပွဲမှာကျင်းပမယ် PR Black Activity စနစ်နဲ့ကျင်းသုံးမယ်နော် PR လို့ပြောလိုက်တာ ਨੇ ကျမတို့ပြည်သူတွေမှာမေးစရာအချက်တစ်ချက်ရှိရယ် PR လို့ပြောလိုက်တာ ਨੇ ပါတီကိုမဲပေးရွေးချယ်ရမှာလားကိုယ်တလဲလောင်းကိုမဲပေးရွေးချယ်ရမှာလားဆိုတဲ့အချက်နဲ့ချက်ရှိပါတယ်ဒီအချက်နဲ့ချက်ကိုလည်းပဲအစိုးရအနေနဲ့ကကြိုတင်ပြီးတော့ တက်တီပညာရှင်တွေကနေတဆင့်ပြည်သူလူထုကိုအသိပညာပေးဖို့လိုပါတယ်။ဒါအပြင်ရွေးကောက်ပွဲမဲဆက်ရုံးစဉ်ကာလမှာဂျပန်မှုတွေတက်နိုင်သမျှရှော့ချအောင်ဘလိုမျိုးစီစဉ်ဆောင်ရွက်မှုဘလိုမျိုးလုံခြုံမှုပေးနိုင်မလဲဆိုတာလည်းသိဖို့အရေးကြီးပါတယ်။ကျော်ရွေးကောက်ပွဲလို့ပြောလိုက်တာ ਨੇ ရွေးကောက်ပွဲကနေတက်လာတဲ့အစိုးရအသက်ကတိုင်းရင်းသားခွင့်ရတကယ်ပေးနိုင်မလားရွေးကောက်ပွဲကနေတက်လာတဲ့အစိုးရအသက်ကတိုင်းရင်းသားခွင့်ရကိုပေးနိုင်တဲ့အာဏာရှိသလား လွတ်တော်ထဲမှာ25ရာခိုင်နှုန်းပါနေတွေ့တိုင်းရင်းသားခွင့်ရမရဘူးဆိုတော့ဆွေဆွေပြောဆိုမှုတွေကကျမတို့အမြဲတမ်းခြားရတယ်ဆိုတော့ဆွတ်လွတ်တော်ထဲမှာပါနေတဲ့25ရာခိုင်နှုန်းကိုကျမတို့ဘယ်လိုရှင်းချကြမလဲဒါကလည်းပဲရွေးကောက်ပွဲလို့ပြောတာနဲ့တဆက်ထဲမှာနောက်ဆက်တွဲပူးတွဲပါလာတဲ့ပြဿနာဖြစ်တယ်ဒါပေမဲ့လွတ်တော်မှာ25ရာခိုင်နှုန်းရှိသည်ဖြစ်စေမရှိသည်ဖြစ်စေကျန်တဲ့85ရာခိုင်နှုန်းကတော့ ခမားတို့နှလုံးသားတွေထဲမှာတိုင်းရင်သားတွေကိုတန်းတူခွင့်ပေးခြင်းနဲ့ဆန္ဒရှိသလားအဲ့ဒါအရင်စဉ်းစားရမယ်ဥပမာဦးသည်နေဆိုတာဖြစ်တယ်ဒေါ်စုကြည်နဲ့အန်ဒီ2007နှစ်မှာဂျားပြည်ရွေးကောက်ပွဲကနေလွှတ်တော်တွေရောက်လာတယ်ဦးသည်နေဆိုရကိုသူတို့အစိုးတင်သွင်းနေပုံမှန်နှစ်ကြောက်တည်းပြင်ဆင်ပေးရည်တိုင်းရင်သားခွင့်ဒါပေမဲ့ပြည်ခမျိုးပါလီကနေပြီးတော့ပေါက်ဖွားလာတယ်တမရဦးသည်နေကြီးတစ်ချောက်တည်းပြင်မပေးခဲ့ဘူး ဆိုတော့ကကြတော့အနယ်ဒီကနာမည်ကောင်းရပါတယ်ကျွန်တော်တို့ကတိုင်းရင်းသားခွင့်ရေးတွေပုံမှန်2-6တိကိုပြင်ဖို့စ조사ပေးမယ်အာနာရပါတီကပြင်မပေးခဲ့ဘူးဟဲ့ဟုတ်ပြီအဲ့ဒီလိုနဲ့ NLD ပါတီဆိုတာဖြစ်တဲ့ခါကြတော့ဒီခံမျိုးပါတီကတခါထပ်ပြီးအစိုးတင်တွင်းနေတိုင်းရင်းသားအခွင့်အရေးတွေပုံမှန်2-6တိပြင်စင်ကြီးပြင်ခံမျိုးပါတီကအစိုးတင်တွင်းနေအဲ့ဒီအစိုးကိုအန်အောဖို့ခေါင်းနာက တက်မတော်သား25ရာခိုင်နှုန်းကထောက်ခံတယ်။ဆိုလိုချင်တာတက်မတော်သား25ရာခိုင်နှုန်းမှာတိုင်းရင်းသားတွေကိုအခွင့်အရေးပေးလိုချင်တဲ့ဆန္ဒအပြည့်အဝရှိတဲ့အတွက်ပုံမှန်26ရက်ပြင်ဆင်ရေးကိုထောက်ခံဆွေးနွေးတွေထောက်ခံတည်ပြုတယ်။ဒါပေမဲ့ NLD ပါတီဆိုရာကပြင်မပေးခဲ့ဘူး။ ီခံပြို့အစိုးရဖြစ်တဲ့ NLD တိုက်ခိုက်ဖြစ်တဲ့26ရက်ပြင်ဖို့တို့အစိုးရတင်းတွင်နေပြီးခံပြို့ပြင်မပေးဘူး NLD အစိုးရဖြစ်တဲ့ပြီးခံပြို့အတိုက်ခံဖြစ်တဲ့အတိုက်ခံဖြစ်တဲ့ပြီးခံပြို့က26ရက်ကိုပြင်ပေးဖို့ကြိုးစားတယ် NLD ပြင်မပေးခဲ့ဘူးဆိုတော့လတော်ထဲမှာ95ရာခိုင်နှုန်းပါခြင်းမပါခြင်းထဲအဲ့ဒီကျန်းတဲ့85ရာခိုင်နှုန်းတော့လူတွေရဲ့ရင်ထဲမှာတိုင်းရင်းသားတွေကိုတကယ်အခွင့်အရေးပေးလို့ခြင်းနဲ့နိုင်ငံရေးဆန္ဒမရှိဘူးနိုင်ငံရေးစေတနာမရှိဘူးဒါကပုံတွင်နေတယ် ဆိုတော့အဲ့ဒီနိုင်ငံရေးဆာနာတွေမရှိဘဲနဲ့ကျမတို့ကပေတောင်စုရေးလို့တာရဲတာရေးလို့ပြောနေလေအပေါ်ပဲဘာအဖြေမှထွက်မလာဘူးနောက်တစ်ခုက25ရာခိုင်နှုန်းပါနေတာမကြိုက်ဘူး25ရာခိုင်နှုန်းကိုဘယ်လိုဖယ်ထုတ်ကြမလဲ25ရာခိုင်နှုန်းဖယ်ထုတ်ရေးအတွက်တမတော်ခေါင်းဆောင်က ပြောခဲ့တဲ့စကားရှိဒါတော်စုကြည်အစိုးရ21ရာစုပြင်လုံးဆိုပြီးဂျိုးပန်စင်ကာလာတွေကနော် ဟာလက်ရှိတချို့ကအင်ဒိုနီးရှားကိုသွားတဲ့ခီးဆံမှာပြောခဲ့တယ်။ကျွန်မအမှန်မမှားဘူးဆိုရင်အင်ဒိုနီးရှားသွားတဲ့ခီးဆံမှာပြောခဲ့တာ။တနေ့ညလုံးထာဝရငြိမ်းချမ်းရေးရတဲ့နေ့တက်မတော်သည့်နိုင်ငံရေးကနှုတ်ထွက်တဲ့နေ့ကျမတို့ NCA စူးစမ်းတယ် NCA ကောင်တက်ဖို့ရယ် NCA ကနေပြီးတော့ကျမတို့ GICN ပေါ့နော်ပြည်အောင်သူညီလာခံနေ UB Digital City NRPC တွေလောက်ကြတယ်ဆိုတော့အဲ့ဒီ NRPC တွေ UB တခြေစီတွေ JICN တွေကနေပြီးတော့ SC ရဲ့ account ထဲပေါ်သွားလို့တိုင်းကဲလို့ရင်းချဲကြီးရရင်စစ်တပ်ကနိုင်ငံရေးကနေနှုတ်ထွက်မယ်။ဆိုလိုချင်တာကစစ်တပ်က25ရာခိုင်နှုန်းလွှတ်တော်မှာပါနေတဲ့25ရာခိုင်နှုန်းနှုတ်ထွက်ပြီးတော့စစ်တပ်ကစစ်တမ်းရကိုပြန်ပါမယ်လို့နိုင်ငံရေးအာမခံချက်ပေးပြီးသားဖြစ်တယ်။ဒါဆိုရင်အဲ့ဒီ25ကနေပြီးတော့20 20ရနေ15 15ကနေ30အဲ့ဒီလိုတဖြည်းဖြည်းချင်းရှော့ချမှတာလေသူပဲကိုပဲစုဖတ်ရဖတ်ဆက်ဆံရေးကိုတိဆောက်နိုင်မယ် အခုတော့25ကွာ25ကနေပြီးတော့20 20ကနေ25အဲ့ဒီလိုဖြစ်အောင်ရွေးကောက်ကန်အစိုးရအနေနဲ့ကအရွက်တစ်ခုရောက်အောင်အလုံးနဲ့တက်တယ်မပြနိုင်ဘဲနဲ့လုံးဝ25ကိုဖယ်ပြီးတော့လုံးဝဖွဲ့စည်းပုံအခြေခံဥပဒေကိုဖျက်သိမ်းဖို့အသည့်ပြန်ရေးဆွဲဖို့စ조사တဲ့အတွက်စစ်တပ်ကိုစစ်အာဏာရှင်ဖြစ်အောင်တွန်းပို့လိုက်တဲ့အတွက်ယနေ့အခင်းချင်းဖြစ်လာတယ်ဒါယူရှင်းပါတယ် ဆိုတော့လက်ရှိရွေးကောက်ပွဲကျင်းပမယ်ကျင်းပတဲ့ရွေးကောက်ပွဲလွှတ်တော်ထဲမှာ25ရာခိုင်နှုန်းပါတာခင်ဗျားတို့မကြိုက်ဘူးလားမကြိုက်လို့ရှိရင်ခင်ဗျားတို့လက်နက်ကင်လက်စင်တွေစုံခင်ဗျားတို့ NCA ကိုလာခဲ့တနင်္ဂနွေလုံးငင်းချရေးရတဲ့နေ့မှာစစ်တပ်ခနိုင်ငံရေးကထွက်မယ်လို့အာမခံချက်ပေးပြီးသားဖြစ်တယ်တပ်ဖက်ကနိုင်ငံရေးအာမခံချက်ပေးရင်ခင်ဗျားတို့အနေနဲ့ကလည်းနိုင်ငံရေးအာမခံချက်ပေးနိုင်ရမယ်တခါတခါနိုင်ငံရေးဆိုတာအပေးနဲ့အယူတာဖြစ်တယ်အကျိုးစီးပွားအတွက်အပေးယူလုပ်နေကြခြင်းဖြစ်တယ်ဒီချက်ကိုကျမတို့ ပြည်သူတွေကကောက်စွာနားလည်ဖို့လိုပါတယ်။နောက်တစ်ခုကရွတ်တော်ပွဲလိုပြောလိုက်တာနဲ့အမျှဗမာလူမျိုးကြီးဝါဒကိုရုံရှာမုန်းကြီးကြတယ်ဆိုတဲ့တိုင်းရင်းသားတွေကရွေးကောက်ပွဲကိုသူတို့စိတ်ဝင်စားကြအောင်။ဘာကြောင့်တိုင်းရင်းသားတွေရင်းနှင်းမှာဗမာလူမျိုးကြီးဝါဒကိုပိုပြီးမုန်းလာကြသလဲ။ဗမာလူမျိုးကြီးဝါဒမရှိဘူးလား။ရှိပါတယ်။ဒါဆိုရင်တိုင်းရင်းသားတွေမှာကကျင်းမြောင်းတဲ့လူမျိုးကြီးဝါဒမရှိဘူးလား။ကျွန်မပြန်မင်းမင်း တိုင်းရင်းသားတွေမှာကောဂျင်းမြောင်းနဲ့လူမျိုးရေးဝါဒမရှိဘူးလားရှိတယ်ဒေါ်ဆွေကျင်းနဲ့ NLD ပါတီဆိုရကမွန်ပြည်နယ်ချောင်းသုံးတရားကိုဗမာလူမျိုးကြီးဝါဒကျင်းသုံးပြီးတော့ဗိုလ်ချုပ်အောင်ဆန်းတရားလိုအမိပေးတယ်တိုင်းရင်းသားတွေကလည်းပဲဂျင်းမြောင်းနဲ့လူမျိုးအမြင်ဝါဒနဲ့လူ2000ကျော်ကက်ကွက်ဆန္ဒပြခဲ့ကြတယ်ဆိုတော့ဗမာလူမျိုးကြီးဝါဒရှိတယ်လို့ဂျင်းမြောင်းနဲ့လူမျိုးကြီးဝါဒတွေလည်းရှိကြတယ်ဒါပကတိရှိတရားပဲ အဲ့ဒီလူမျိုးစွဲတွေရှိနေတွေ့မြန်မာပြည်မှာစစ်ပွဲတွေကြာရှည်နေအောင်မယ်ပြည်တွင်းစစ်ကကြာရှည်နေအောင်မယ်ပြည်တွင်းစစ်ကြာရှည်နာနဲ့အမျှစီရင်မွေးတင်မှုကမြင့်တက်နေအောင်မယ်ထပ်ပြီးပြောပါမယ်ဗမာတွေမှာဗမာလူမျိုးကြီးဝါတာရှိတယ်လို့တိုင်းရင်းသားတွေမှာလည်းကျင်းမြောင်းတဲ့လူမျိုးကြီးဝါတာရှိတယ်ကျင်းမြောင်းတဲ့လူမျိုးကြီးဝါတာရှိတယ်အဲ့ဒီလူမျိုးလူမျိုးကြီးအစွဲတွေအယူဝါဒတွေရှိနေတွေ့မြန်မာပြည်ပြည်တွင်းစစ်ကကြံ့ကြာနေအောင်မယ် ပြည်တွင်းစိတ်ကြံကြနေတဲ့ရွေးကာလပိုင်လို့ကျမတို့မြန်မာနိုင်ငံကြီးဟာဖွံ့ဖြိုးတိုးတက်မှုမရှိတဲ့ဆင်းရဲမွဲတည်တဲ့နိုင်ငံတစ်ခုကျမတို့အနာဂတ်မျိုးဆက်သစ်တွေဟာဆင်းရဲမွဲတည်တဲ့နိုင်ငံရဲ့တားကောင်းဖြစ်ရမယ်။ဒါဟာလည်းပဲခက်တိရှိတရားပဲ။ရွေးကောက်ပွဲလို့ပြောတာနဲ့မြန်ကျမတို့နောက်ဆက်တွဲဒီလိုအခြေအနေတွေကိုထည့်သွင်းစဉ်းစားဖို့လိုအပ်တယ်။နော်ဒါကြောင့်မို့လို့တိုင်းရင်းသားတွေရင်းထဲမှာဗမာလူမျိုးကြီးဝါဒဆိုတဲ့အစွဲကိုဖျောက်ဖျက်အောင်ဗမာအများဆုံးပါဝင်တဲ့အစိုးရကရှုံးသားရမှာ။လက်ရှိမှာရွေးကောက်ပွဲကျင်းပါမယ်။ကျင်းပါလာတဲ့ ကျွေးမရရွေးကောက်ဘက်ကနေတက်လာတဲ့အစိုးရကလည်းအဲ့ဒီအချက်ကိုကောင်းစွာလုံဆောင်နိုင်ရမယ်။နော်ဥမာအာကျွန်တော်တို့ကတိုင်းရင်းသားခွင့်ရေးပါကျွန်တော်တို့ကတိုင်းရင်းသားတွေကိုခွင့်ပေးချင်ပါတယ်စစ်တပ်ကငါတို့ရေချေဥကြောင့်မရတာပါစစ်တပ်က25ရာခိုင်နှုန်းလွှတ်တော်တဲမှာပါနေတဲ့အတွက်တိုင်းရင်းသားခွင့်ရေးပေးလို့မရတာပါဆိုတော့ဒေါ်စုကြည်နဲ့အဲ့ဒီပါလီဆိုရနော်ဘလောက်ထိဗမာလူမျိုးကြီးဝါတာကျင့်သုံးပြီးတော့တိုင်းရင်းသားတွေကိုခွဲခြားဆက်ဆံခဲ့လေဆိုရင်ခရင်အာဇာနည်နေ နော်ကရင်အမျိုးသားအာဇာနည်နဲ့ရန်ကုန်မြို့တော်ခန်းမရှိမှာကရင်လူငယ်တွေကျင်းပါတယ်။တိုင်းဟင်းသားတွေသူတို့အာဇာနည်နဲ့စောပါဝူကြီးကိုသူတို့အလေးပြုကြတဲ့အာဇာနည်နဲ့ခန်းနာကျင်းပါတာကိုဒေါ်စုကြည်နဲ့အနန္တပါတီဆိုရကဖမ်းဆီးခဲ့တယ်။အဲ့ဒီအခမ်းအနားကိုဖြိုခွဲပြီးတော့အခမ်းအနားခေါင်းဆောင်တဲ့လူငယ်တွေကိုဖမ်းဆီးခဲ့တဲ့အတွက်နော်နော်အောင်လှလို့ရက်နေ့အချိန်ထိတက်ရှိထဲကြရှိသေးတယ်တရားမှမသေးသေးဘူးခမရတို့မေးကြည့်လို့ရတယ်။ နော်လက်ရှိမှာဒုမှုကွန်ရက်မှာနိုင်ငံရေးတွေပြောနေတဲ့ဆရာကြီးလို့ဆရာမကြီးလို့လို့ online တွေကလေးလိုင်းတန်လို့တက်တမာတွေဒီကြောင့်ရသူတို့မပြောရဲချဘူးဘာလို့မပြောရဲတာလဲဆိုရင်သူတို့အမေခေါ်ခဲ့တယ်အဖေခေါ်ခဲ့တယ်ဒေါ်စုကြည်ဆိုးရကိုတိုင်က NLD ပါတီဆိုးရကိုတိုင်ကတိုင်းရင်းသားတွေကိုဖိနှိပ်ခဲ့တယ်ဆိုတာတိုင်းရင်းသားတွေတည်သွားမှာကြောက်တဲ့အတွက်သူတို့မပြောရဲချဘူးတချို့ကြတော့ဒီကြောင့်ရကိုလုံးဝမသိဘူး ကျမထင်တယ်လက်ရှိလိုင်းပေါ်မှာနိုင်ငံရေးကြောင့်ပြောနေတဲ့အဲ့ဒီအွန်လိုင်းအာချောင်လေးလိုင်းတန်လူသက်သမားအယောက်100မှာအယောက်80လောက်ကလက်ရှိဒီအကြောင်းရောက်မသိကြဘူးသိအောင်လဲသူတို့နားမလည်ကြဘူးသူတို့မလေးလာကြဘူးနိုင်ငံရေးကိုလှေကြုံစည်းလာကြတယ်နိုင်ငံရေးကိုလှေကြုံစည်းတဲ့လူတွေကနိုင်ငံရေးကိုအာသီးရောက်နေသည်ပြီကျမတို့ပြည်တော်စုကငြိမ်းချမ်းဖို့ခံမယ်ပြည်တော်စုငင်းချဖို့ခတ်လို့ရှိရင်25ရာခိုင်နှုန်းကနိုင်ငံရေးမှာစပ်ပါနေအောင်မှာပဲ ဒါဒီအကုန်လုံးကဆက်ဆက်နေကြတယ်။ဥပဒေကိုလက်တလုံးချလုပ်နေကြတယ်။ဘာကိစ္စပဲဖြစ်လာလားအနောက်ရှေ့ဖွဲ့ကြီးပုံခြေကံဥပဒေကြောင့်မှစစ်တပ်က95ရာခိုင်နှုန်းမှာပါဝင်နေလို့ပါဆိုပြီးလက်ညှိုးထိုးပြုတ်ပုံချကြတယ်။နော်ဆိုတော့ဒီကိစ္စတွေကိုကျွန်မအခုပြောတော့နားထောင်ပြီးမယ်ဆိုလို့ရှိရင်တိုင်းသားခွင့်ရဆုံးရှုံးရခြင်းဒီနောက်ချေချေဦးကြောင့်မဟုတ်တော့လို့လွတ်တော်မှာ25ရာခိုင်နှုန်းပါဝင်ခြင်းရဲ့အတိတ်နဲ့ကိုလည်းပဲခင်ဗျားတို့နားလည်လိမ့်မယ်လို့ထင်တယ် ်ဟုတ်ပြီဒါရနာခွင့်ရ25ရာခိုင်နှုန်းနဲ့ထားပါရော95စာလုံးကြတော့ဒါကတော့စုချီတမရမဖြစ်ပေါ်တယ်ထမင်းရေးဆွဲထားတာလို့ခင်ဗျားတို့ပြောလိမ့်မယ်ဒါပေမဲ့1948အခြေခံဥပဒေမူကြမ်းခြေအဥပဒေမူကြမ်းမှာဗိုလ်ချုပ်အောင်ဆန်းကိုတိုင်ထဲသွင်းပြဆိုင်ရေးဆွဲခဲ့တယ် ကျမတို့ကဒီလိုပြောတဲ့အခါတပတ်အုပ်စုเนาะတပတ်အုပ်စုမှာနည်းနည်းနိုင်ငံရေးတက်တည်နားလေတဲ့လူပါခဲ့လို့ရှိရင်တော့ဟာ1940ခုခြေကံဥပဒေမှာဗိုလ်ချုပ်အောင်ဆဲကိုရိုင်းကထဲတွင်ရေးဆွဲဖို့အကြံပေးခဲ့တာမှန်တယ်ဒါဟာဥပဒေမူကြမ်းမှာပါတာတကယ်1940ခုခြေကံဥပဒေအတိအကျထဲမှာကြတော့เนาะအဲနိုင်ငံတော်တမရလောင်းကိုသာတမရနဲ့ဒုတမရကိုသာကန့်ကွက်ကန့်တတ်ထားပြီးတော့တမရနဲ့ဒုတမရသူ့ရဲ့မိဘနှစ်ပါးကိုသာကန့်ကွက်ထားပြီးသူကမွေးတဲ့သားသမီးတွေကိုကန့်တတ်မထားဘူးလို့ကတ်ပြီးတော့ပြောရရှိတယ် ဟုတ်ပါတယ်မှန်ပါတယ်ထောင်ကွာ40ကျော်ခြေကံဥပဒေမှာယခုပုံမှန်50ကိုစားလုံးလို့ပဲတမရအရှင်ကိုကန့်တတ်တဲ့အခါမှာအဲ့ဒီတမရလောင်းရဲ့နော်တမီးသားတမတ်ချွေးပါတယ်နာနိုင်ငံခြားလူမျိုးချက်ဩဇာကံဖြစ်နေရမယ်ဘာညာမပါရှိဘူးထောင်ကွာ40ကျော်ခြေကံဥပဒေမှာမပါဘူးအခု2008ခြေဥမှာပါတယ်ဘာလို့40ကျော်ခြေကံဥပဒေဥပဒေမူကြမ်းမှာပါပြီးဥပဒေအတည်ပြုနေတာမှာပါလဲ ။ဘာပါလဲဆိုလို့ရှိရင်အဲ့ဒီအချိန်တုန်းကကရင်ကောင်းဆောင်အဲ့ဒီအချိန်တုန်းကရှမ်းကောင်းဆောင်เนาะကျမတို့မြန်မာပြည်တမရလွတ်လည်ရရပြီးပြီးချင်းတိုင်းရင်းသားကိုဦးစားပေးတဲ့အနေနဲ့တမရကိုရှမ်းတိုင်းရင်းသားရှမ်းလူမျိုးရှမ်းစော်ဘွားဆက်ရွှေသားတမရဖြစ်တယ်။เนาะနောက်ဥပဝင်ပြီးတော့ကျမတို့မဘာခိုင်ကရင်တိုင်းရင်းသားကိုတမရပေးတယ်။ဆိုလိုချင်တာအဲ့ဒီမြန်မာပြည်မှာလွတ်လည်ရရပြီးပြီးချင်းဘာမှဦးစိုးအခွင့်ရေးပေးခဲ့တဲ့တိုင်းရင်းသားရှမ်းစော်ဘွားတွေရဲ့မယားကြီးကအင်္ဂလိပ်မှာတယ် ကရင်လူမျိုးကရင်ခေါင်းဆောင်ဆောပါဝဲမိမကအင်္ဂလိပ်မှာဖြစ်နေတယ်။ဒါကြောင့်မလို့တိုင်းရင်းသားတွေကိုထောက်ရှုသောအားဖြင့်တမရလောင်းရဲ့တမီးသားနဲ့တမတ်ချွေးမာတို့သည်နိုင်ငံခြားသားလူမျိုးခြားဩဇာခံဆိုတဲ့ဥပဒေကိုတတ်မှတ်မထားတာကန့်တတ်မထားတာဒါဟာတိုင်းရင်းသားတွေကိုအခွင့်အရေးပေးတဲ့သဘောသာဖြစ်တယ်။ဒါကိုလည်းကောင်းဆောင်နားလည်ဖို့လိုအပ်တယ်။ထိုင်းမှာဘရင်တမီးတော် နော်ဘုရင်တမီးတော်ဥပောယတနာဒုမျိုးချပါတာထားနေယူတယ်။ကျမတို့ရှိကဆိုရင်59ဆားလုံးလို့ပုံမှမျိုးနဲ့ထိုင်းမှာညှိစုံးတဲ့အတွက်သူ့ကိုတော်ဝင်မင်းသမီးယာတို့ကနေပဲဖျက်လိုက်တယ်။ဒါပေမဲ့ထိုင်းလူမျိုးတွေကဒီဥတွေကဒီဥပောယတနာကိုတမရမဖြစ်အောင်ဝင်ချစ်ချုပ်မဖြစ်အောင်ကန့်ကွက်ထားပါတယ်လို့ဘယ်သူမှမပြောကြဘူး။ဒီထိုင်းတော်ဝင်မင်းသမီးဥပောယတနာကိုယ်တိုင်ကလည်းဒါကကျမတမရမဖြစ်အောင်ရေးထွက်ထားတာပါရေးဆွဲထားတာပါဆိုပြီးတော့ပြည်သူနဲ့ အစိုးရနဲ့ကိုရံမထိုက်ခဲ့ဘူး။လင်းယူမားတဲ့သူ့ပြစ်ကိုသူသိတယ်။လင်းယူမားတဲ့သူ့ပြစ်ကိုသူသိတယ်။ဂျပန်မားဆိုဒီလိုပဲ။နော်ဂျပန်ဘီရင် နာရိုဟီတိုရဲ့သူတူမတော့ပေါ့နော်။ဂျပန်တော်ဝင်မင်းသမီးမားကိုသူကသူ့ရဲ့အကြောင်းတွေပဲတငယ်ချင်းသူ့ချစ်သူအရတားကောင်လေးနဲ့လက်ထပ်ထိမ်းမြလိုက်တယ်။ဒါကြောင့်မို့ဂျပန်တွေရဲ့တော်ဝင်စီမင်းဥပဒေနဲ့မကိုက်နေတဲ့အတွက်တော်ဝင်မင်းသမီးယာတို့ကနေရုတ်တဲခံရပြီးတော့နန်းတော်ကနေနေထုတ်ခံရတယ်။ ဒါပေမဲ့မာကိုကလင်းယူမားတဲ့သူဖြစ်ကိုသူသိတယ်။ဒီဥပဒေကကျမတမနာမဖြစ်အောင်ကျမဝင်ကြီးချုပ်မဖြစ်အောင်ကျမဘယင်မဖြစ်အောင်ရေးဆွဲထားတာပါလို့မပြောခဲ့ဘူး။ပြည်သူနဲ့ဆိုးရွားကိုရံမတိုက်ခဲ့ဘူး။ဥပမာခမရိုနိုင်ငံနိုင်ငံကိုသွားမယ်။အဲ့ဒီနိုင်ငံမှာအလေပတ်သွားတာပဲဖြစ်ဖြစ်လုပ်ငန်းခွင်အတွက်ရွှေ့ပြောင်းအခြေချတာပဲဖြစ်ဖြစ်သူများနိုင်ငံကိုအလဲပတ်သွားမယ်ဆိုရင်တော့သူတို့မှာဝင်ခွဲ passport visa ပါမရရှိတယ် ဝင်ခွင့်မပါတဲ့လူ passport မပါတဲ့လူ visa မပါတဲ့လူကိုအဲ့ဒီနိုင်ငံကအဝင်ခွင့်မပေးဘူးဒါဆိုရင်သူတို့နိုင်ငံထဲကိုဝင်လို့ရှိရင်တရားဝင် passport ပါရမယ် visa ရှိရမယ်လို့ပြဋ္ဌာန်းထားတဲ့ဥပဒေကအပြည့်မဟုတ်ဘူးသူတို့ပြဋ္ဌာန်းထားတဲ့ဥပဒေနဲ့ညီအောင်အဲ့ဒီဝင်ခွင့် passport မရှိတဲ့ visa မရှိတဲ့ကိုယ့်အပြစ်ဒါကိုအပြစ်ကိုမပြင်ပဲနဲ့ကိုအပြစ်ကိုမမြင်ပဲနဲ့ဒီဥပဒေရာဒီနိုင်ငံထဲကိုကျွန်တော်ဝင်လို့မရအောင်ကန့်သက်ထားတဲ့ဥပဒေပါဒီဥပဒေကိုဖျက်သိမ်းပါလို့ပြောလို့မရဘူး ဒါတော့ဆိုရင်လက်ရှိကျမတို့မြန်မာနိုင်ငံမှာရေဆိုင်တွေကနေအခက်အခဲအကျတဲ့ကိုနားလည်နိုင်မယ်လို့ထင်လေရွေးကောက်ပွဲလို့အတန်ကြားလိုက်တာနဲ့အမျှယခုပြဿနာတွေကနောက်ဆက်တွဲတစ်ချိန်နဲ့တစ်ဆက်တည်းပါလာမယ့်အကြောင်းအရာတွေဖြစ်တဲ့အတွက်ကြိုတင်ပြီးတော့အသေးစိတ်တင်ပြအပ်ပါတယ်